တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမင်းသားကြီး channel လေးကနေစိတ်ဝင်စားပွဲတိတ်တရင်ဖို့လူမိုက်ဖြစ်ရဲ့မန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီဒီနေ့တင်ဆက်ပေးမယ်သားရှင်မျိုးလူပွဲကြီးပြီးဆုံးလို့ကိုရင်ဝတ်ဖို့အတွက် မောင်ရင်လောင်းလေးကိုစံချခန်းဒီမှာမောင်ရင်လောင်းလေးအသက်ခံခဲ့ရတဲ့ဖြစ်ရတဲ့အလူတကာကြီးရဲ့ဒေါသကြောင့်အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့အလူပွဲတစ်ခုရဲ့ သွေးဇလန်းလို့အမည်ရတဲ့စေဝန်စားပွဲဒေဒရင်ဘူလုံမိုက်ဖြစ်ရမှမှုကင်းဇလန်းကောင်းလေးကိုတင်းဆက်ပေးမှဖြစ်လို့ခန်းစားနှောစင်အော်ပေးကြပါဦးခင်ဗျာစံချကံဒီမောင်ရင်လုံးအသက်ခံရတဲ့အမှုအလူမတိုင်မီတလောက်ခံကလေးကပြင်ဆင်ခဲ့ကြပါတယ်ရွတ်တိရွတ်တိရွာလုံးပြပြပပလွတ်လွတ်ရွရွမူလအလူတကဦးထေမောင်ရဲ့အရှိကွက်လက်မှာအလူမန်းတကြီး စောက်ထားပါတယ်။တက်ကြယ်တွေမိုးထားပြီးပြီ။ဖျားကန်းတဲ့တန်ခါးစင်းတွေကိုတုံးရက်နဲ့အပီလှုပ်လိုက်ကြတယ်။အလိုမှာကာယံရံတွေရသမတ်တွေကိုတော့အဘမေးကနေ့စဉ်လာရောက်ပြီးတော့ပြုတ်လုပေးနေပါတယ်။ပင်တန်ကရေတွက်လိုက်လောအမဲမော်စီကျော်ပပောက်ဆုပ်ထရန်ချင်းတွေကိုလည်းသူ့ပဲလှုပ်ပြီးမှဖြစ်ပါတယ်။တကွင်းကုတ်ကကျိုးတိုင်းထီးစတဲ့စကူတွေတွေကိုကုပိုးတွေကတာဝန်ယူထားတယ်။ လာတာကောင်းထွင်းစီက သူ့ရဲ့လူတွေနဲ့ယူမော့ဘော်ကိုထင်တိုက်ထွက်ပါတယ်။ကာရာအိုကေငားမယ်လို့သိရလို့ညဘက်မှာလည်းတချင်းတိုက်ကြသေးတယ်။စိတ်ညစ်ရဆုံးကအယွတ်သမီးကောင်းမအောင်ကြီးအလုရှိတိုင်းပြဿနာတက်တက်တဲ့ကွင်းတော်ကန်ကိစ္စကသူ့ကိုခေါင်းခဲစေပါတယ်။ကွင်းတော်ကန်ရွေးရန်စီကံတတ်မှတ်ချက်တော့ရှိပါတယ်။စီကံနဲ့အညီကိုရင်တူလှပြိုးစင်းတို့အပြန်ဆိုင်ဖြစ်နေတော့အလစ်ကြောင့်ကွင်းတော်ကန်နေရတယ်။ ဒါကိုပဲတချို့မိဘတွေကမကျေနပ်ခြင်းမောင်းတို့သမီးတော်ထဝရကွန်းအောင်ကင်းတဲ့လို့သောတကတက်ပါသေးတယ်မိတို့ပင်ဆိုစိမ်းပြီးတော့လဲပြီးသွားတာပါပဲဒါပေမဲ့သူကတော့အလူတခါရှိရင် ကောင်းတခါခဲနေရပါတယ်ဒီလိုနဲ့အလူကိစ္စဝဝတို့ပြည့်ပြည့်စုံသွားတယ်အလူမတ်တကြီးကလည်းနှစ်ပုံနှစ်နှမ်းကြီးပမာဖိတ်လက်ခန်းချစွာပေါ်ထွန်းလာပါတယ်ဒီလိုနဲ့အလူအဝင်တွေကိုရောက်ရှိလာခဲ့တယ် ပြည်တနာရဲ့အဆောက်ကိုဆွဲထုတ်တဲ့သူမှ Twin City လို့ဆိုရတော့လေတည်တည်ချာချာပြန်ပြီးတော့စဉ်းစားပြန်တော့လေ Twin City ဘောကိုအပြစ်ပုံချလို့မရပါဒီဒေတာမှာကတလေထုံးစံတစ်ခုရှိတယ်ဒီဒေတာဆိုဒီမှာရွတ်တိရွာတိရွာတဲ့မဟုတ်ပါ အနည်းပါရက်ရွာတွေအကုန်လုံးပါပါတယ်ဒီတလေကမောင်ရင်လောင်းဟုတ်တယ်တလေမောင်ရှင်လောင်းလှည့်ပြီးတော့နေစင်မှာနှက်ပြမယ်ရွာဦးချောင်းစီရတော့ကိုကတော့မယ်မက်တက်ကိုပြန်လာမယ် မတ်တပြန်ဝင်မှာမောင်ရှင်လုံးကိုဝတ်ထားကြတယ်။အလူရှင်ကရွေးရတယ်။ရတဲ့ငွေကြီးကိုတချို့ကရွာဦးချောင်းကိုလှူတယ်။တချို့ကတာရင်နိုင်အတင်ကိုလှူတယ်။တချို့ကတော့တောက်ကြစားကြတယ်။ဘာပဲလို့လို့သူတို့လဲပင်ပန်းရှာတဲ့ဆိုတော့အသည့်နဲ့ကြီးပြူပြူပဲရွေးပေးကြသည်မြဲဖြစ်ပါတယ်။အလူမဝင်မီနှစ်ရက်ကလေးကမောင်ရှင်လုံးဝတ်ဖို့အတွက်ထွန်းစီကစီစဉ်ပါတယ်။တခြားကလာသားကောင်းများဖြစ်တော့မောင်မောင် တေယုံနဲ့ ။နောက်မြင့်ကိုခေါ်ပြီးတော့အလူတကာတွေရဲ့အိမ်ကိုသွားတယ်။မူလအလူတကာမောင်ဦးထေးမောင်ဖြစ်တယ်။အလူဖြစ်မြောက်ရေးအတွက် ရွယ်လူကြီးတွေနဲ့ကလာသားကလာသမီးအဖွဲ့နဲ့တိုင်ပင်ဆွေးနွေးခဲ့တယ်။အဲ့ဒီနေ့မှာပဲတခြားအလူတကာသုံးဦးထပ်မံပေါ်ထွက်လာခဲ့ပြန်တယ်။ဦးထေးမောင်ရဲ့ညီဦးထေးဆောင်နဲ့ဦးတန်တင်ဦးလာဦးတို့ကမိမိတို့ရဲ့သားသမီးများကိုထည့်သွင်းလို့ရှင်ပြပြရသည်တက်ဆွမ်းသမျှအလူပါဝင်ပါမယ်လို့ကန့်လန့်လာခဲ့တယ်။ ။ဦးထေမောင်ကအလူတကမဒေါတင်ကြီးကိုတင်ပြတယ်။တူတဲ့အလူဆိုတော့အတိုင်းတာကန့်တပီလှူရတန်းရမယ်၊ကြွေရမွေးရမယ်။စူပေါင်းအလူဖြစ်ပါက အရှံပင်လှူနိုင်တန်းနိုင်မယ်။တမီချောင်းစီအလူကြီးပေးနိုင်မယ်။ပို့ပြီးတော့လေစီကတိုက်မြင်မယ်။စသဖြင့်ရှင်းပြရပါတယ်။နောက်ဆုံးလူတကမဒေါတင်ကြီးရဲ့ခွင့်ပြုချက်နဲ့လေးဦးစူပေါင်းအလူလေးဖြစ်လာခြင်းဖြစ်ပါတယ်။ထွေးစီတို့ဘက်ကဦးထေမောင်နဲ့တွေ့တယ်။ ။ဦးကြည်ကျွန်တော်တို့မောင်ရှင်လောင်းဘွဲမှာနော်သူကဲ့သို့ခွင့်တောင်းပါတယ်။ဟဲ့ကောင်နေငါတောင်းပန်တော့ရောမင်းတို့ကရမှာမလို့လား။ရှင်လောင်းရွေးဖို့ဘလောက်သတ်မှတ်ထားတာတော့ဟဲ့မမြပါဘူးဦးကြီးရတပားမှာတထောင်နဲ့ပါအေးငါတော့ရပါလေကွာပြောစရာမလိုပါဘူးကျန်တဲ့လူတကာတွေတော့ကြည်ပြီးတောင်းဟဲ့အလူလောက်တာမင်းတို့ကြောင့်စေကတိကအောင်ဖြစ်နေရအောင်မယ်နော်ဦးတိမောင်ကတလောက်ပဲပြောပါတယ် ွင်စီတို့ကလာသားဖွဲ့တွေပြင်းမှန်းကြတာကိုသူသိတယ်။အလုံးမတိုင်မီတလားလောက်ကလေးကရုံမပေါ်တက်ပြီးတော့ထင်းတိုက်ဝါတက်ရတယ်။မှတ်တက်စောက်ကြရတယ်။အလုံးရကြတော့လဲနားရမယ်သူများမဟုတ်။ချက်ရေးပြိုးရေးဆောင်ရှင်းလောင်းလေးရောအခန်းကျူးမွေးရဆုံးတို့တို့မပါလို့မဖြစ်။သူရဲ့သားဖြစ်သူရှင်းလောင်းနှစ်ပတ်အတွက်ငွေ2000လောက်တော့ထွင်းစီတို့ကိုပေးပြော်တယ်လို့သူတွေးတယ်။တော်တော်တခြားသူတွေအတွက်တော့ဝင်လင်းမှာကိုလေသူတတိမမေပါ အထူးသဖြင့်ကိုတန်တင်လိုလူကလူစီတွေကြတော့ပြေးကျမှာပြေးမယ်တန်တင်ကလူတစ်မျိုးအပြောဆိုအလုတ်ကင်ကဆော့လူကြီးမဆန်စဉ်စဉ်စားစားမရှိဆွတ်ပြောဆွတ်ဆိုဆွတ်လုတ်တဲ့တင်သူနဲ့တက်တဲ့သူရှာတယ်သူကလည်းသူ့ဘာသာ သူ့လို့သူလုတ်ပြီးတော့နေလေရှိပါတယ်ဘယ်သူကမှလည်းသူနဲ့ပပတ်သက်ချင်းကြောင့်တပိမဲ့အလူရက်မှာတော့မကောင်းပြောမကောင်းဆိုပြောဆိုကြရတယ်မကောင်းပြောမကောင်းခေါ်ပြုံးရခေါ်ရတယ် ဝီရီမောင်ထင်းတဲ့အတိုင်းလည်းဖြစ်လာခဲ့ပါတယ်။ထွင်းစီတို့ကာလာသာအဖွဲ့လူတကာ၃ယောက်နဲ့အဆင်ပြေတယ်။အဆင်မပြေဖြစ်ရတာကဥတန်တင်။ဟွန်းမင်းတို့တောက်ဖို့စားဖို့အတွက်ငါမပေးနိုင်ဘူး။အေးဒါပေမဲ့တလေးမဖြစ်ချင်လို့တရားတော့ပေးမယ်ကွာ။မဟုတ်ပါဘူးဥကြီးတန်တင်ရာကျွန်တော်တို့အတွက်မဟုတ်ပါဘူး။ပင်ပန့်နေတဲ့လူငယ်တွေစိတ်ကျဉ်နေအောင်လို့ကာရာအိုကေတညငှားဖို့ပါ။ဝီထီမောင်လို့ရှင်နေပါသမားတော်ဘာမှမပြောဘူး။ ဟူကြီးတန်းနေငါတပားလောက်ကိုဗျာဟာဟေးအောင်ရထိမောင်ပေးတာငါနဲ့မဆိုင်ဘူးကငါမပေးနိုင်လို့မပေးနိုင်ဘူးပြောတာရှင်းလားဟေးအောင်တွေ့စီတို့ကပြပြပြကြောင်းတောက်မှန်ပြီးတော့လက်ရောပေးပါလေဦးတန်းတင်က လုံဝလက်မခံတရားပဲပေးမယ်လို့တင်းတင်းမာမာဆိုပါတယ်တရားနဲ့မှမကျင်နဲ့လည်းမယူနဲ့ပေါ့ကွာတုတ်ကဲ့သို့စကားအဆုံးပြောတယ်စီယုံမရဈေးချော်ပေးလည်းမရတော့မို့ထွင်းစီတို့လူတိုက်ပြန်ခဲ့ကြပါတယ် ကျေးဇူးတင်ခံပြီးတော့ငွေတရားကိုမယူကြရန်သဘောတူလိုက်တယ်။ပြီးတော့ဥတန်းတင်ကိုပညာပေးရန်လည်းတညတညထဲစုပ်ဖြတ်လိုက်ပါတယ်။ဒီနေ့အလူဝင်တဲ့နေ့အလူတော်မင်္ဂလာသခြင်းတန်ကတရွက်လုံးကိုဖုံအောင်နေပါတယ်။ရွာကိုကျွလို့လက်ကွင်းပြင်ကို ပြန်နေလက်ကွင်းတပြန်တပြုံးမှအရက်ရှင်မြနာတိုင်းပြန်ပြန်နေတရွက်လုံးဟာလူတန်စုတန်အတန်ချက်ဆက်တန်တို့ရောထွေးစုညံနေပါပြီ။ မနက်စာထမင်းကျွေးပြီးသားနဲ့အလူဝက်လှတဲ့အပြောရည်ရိုးနဲ့ရှင်လန်းနေသောလူတန်းကြီးကအလူမန်းနဲ့ကနေတွေ့ရွေ့ထွက်ခွာတော့ပါတယ်။ရှေ့တုန်းကကတော်ဘဲကိုသေးရွှတ်ထားသောအမျိုးသမီးချင်းများတို့ရဲ့နောက်ကမှရက်တောင်းကမ်းပြီးတော့တပိတ်ကိုစီလွယ်ထားသောအလူတကာများအလူတကာမကြီးတွေကတော့ထေဝါသောအင်ဒီဝီနဲ့စုံဘဝပဲညာချလို့အလာရင်ချင်းပြန်နေသောကွင်းတော်ပန်းတော်ကိုင်းအချောလာတို့ရဲ့နဘေးမှာတော့ ကလာသာတတိုက် ပြပရုံးနေလို့လိုက်ပါပြန်ဝင်နေကြပါတယ်။တွင်စီနဲ့ကလာသာကောင်းနေမှလည်းမနာရရှာသူရှင်လောင်းနဲ့သူ့ဖွဲ့တာဝန်ပေးထားပြီးဖြစ်တော့လေအပြေလွှားလိုက်ပါကြည်ကြံနေရပါသေးတယ်။အပြောပါတခွက်တဖလားသုံးထားသောလူတို့ပခုံးထက်မှာဝေါ်ရင်ရှိတယ်။ဝေါ်ရင်ဘောကမောင်ရှင်လောင်းမှာတစ်ခါတခါလေသေးကိုမြောက်တက်သွားတယ်။မောင်ရှင်လောင်းကမြောင်ဝေါ်ဘောကမကြောက်အောင်ဘေးနှုတ်ခမ်းကိုတင်းတင်းစုပ်ကန်နေရတယ်။ ရှုလိုက်တန်ရှုလိုက်တန်တို့ကဟိုးစီဒိုးဘတ်တန်တွေနဲ့အပြိုင်မြိုင်ဆိုင်လာပါတယ်တွင်စီကဥတန်တွေရဲ့ရှင်လောင်ဝေါ်ရင်မောင်းထင်းထင်းပြီးတော့ကြည့်ကြလိုက်ပါလာခဲ့တယ်မောင်ရှင်တောင်းလေးက၆နှစ်သာသာပဲရှိပါသေးတယ်ဘလို့တစဟောဘောကလင်းကြလို့ကတော့ဥတန်တွေရဲ့ဒေါသနဲ့တွေ့လိမ့်မယ်ကရသာကောင်းဆောင်နေခွေပြောဝက်ပြောပြောခံရလိမ့်မယ်မောင်ရှင်လောင်ရွေးခြင်းမပြီးလို့တမင်လှုပ်တယ်လို့ထင်းရင်တော့ပို့ပြီးတော့စိုးပါလိမ့်မယ်ဒါကြောင့်မင်း ထွန်းစီကိုတိုင်ကြံပတ်တယ်။ဟောထန်ကလာသားတွေကိုအိုရငေါရချောဟာချောရယ်ဒီလိုနဲ့နတ်စင်ကိုရောက်တယ်။နတ်ပြပြီးတော့ဆက်ထွက်တယ်။ရွာဦးကြောင့်ကိုရောက်တော့ကျောင်းကို သုံးပတ်ပတ်တယ်။ဆရာတော်ဦးဒူရိယကိုကတော်ကြပါတယ်။ပြီးတော့မှလာစင်တိုင်းအစည်းအဝေးတကြပြန်လာခဲ့ကြတယ်။လာစင်ကအလူအင်ရှိလန်းရွာရှိပြားလမ်းမတိုင်းလာတယ်။အပြန်ကြတော့ရွာကိုတပတ်ပတ်မိရန်ရွာနောက်ပိုင်းလမ်းကလှည့်ပြန်တယ်။ဒီလိုနဲ့အလူမန်းတက်ကို ပြန်ပြီးတော့ရောက်လာခဲ့တယ်။မန္တကိုပြန်ရောက်တာနဲ့အလူဝိလဲခြင်းအမှုကိစ္စပြီးဆုံးပြီ။ကလာသားဖွဲ့ကအလူတကာထံမောင်ရှင်လောင်းအဲ့ရတယ်။မောင်ရှင်လောင်းကိုအဝိစားလဲထမင်းကျွေးပြီးရွာဦးကြောင့်ကိုပို့ရတယ်။ဇေယတော်ကမောင်ရှင်လောင်းတွေကိုသင်္ကန်းဝေပေးမယ်။နောက်နေ့အလူပွဲကြီးနေ့မှာပင်နံငါများနဲ့အတူကိုရင်လေးတွေပါမတ်တထဲကိုကြွာလာကြမယ်။အပူဇော်အကြီးညိုခံမယ်။လူတကာလူတကာမာတို့ကဇွေမျိုးပရိသတ်တွေနဲ့အတူတကွာ ဆရာတို့ရဲ့တရားတော်ကိုနှာကြားကြမယ်။26အမြတမ်းပေးဝေးမယ်။အကျွေးမွေးနဲ့ဧကံမယ်။အလူတရားနာရည်စက်ချလို့အမြတမ်းပေးဝေးပြီးကြနဲ့ရွှေမန်းတင်မောင်ရဲ့အောင်မစီမင်္ဂလာတေးနဲ့တူအလူပွဲကြီးအော်မြင်မြင်ပြီးမြောက်ခဲ့ပြီးဖြစ်ပါတယ်။ဒါကတမယိုးကြအစင်လား။ယခုလိန်ရှင်ပြုအလူမင်္ဂလာတစ်ခုပြီးမြောက်အောင်မြင်ဖို့အစီအစဉ်တစ်ခုပြီးတစ်ခုလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ဒီနေ့ကအလူဝင်တဲ့နေ့ မောင်ရှင်လောင်းလှည့်ပြီးလို့မတ်တက်ကိုတော့ပြန်ရောက်ပါပြီ။တွေးစီနဲ့ကလာသားဖွဲ့ကပခုံးဘော်ကဝေါ်ကိုချတဲ့ရှင်လောင်းကိုပခုံးခွာထမ်းပို့ပြီးတော့လူတကာစီကိုသွားကြတယ်။ဦးထင်းမောင်က၎င်း၊ဦးထင်းဆောင်နဲ့ဦးလာဦးလိုဒီ၎င်းတို့ရှင်လောင်းလေးတွေကိုရွေ့ယူကြပါတယ်။ပြဿနာလုံးဝမရှိ။သို့တော့ဦးတန်းတင်ရဲ့အပြော်ပြုံးမျက်နှာကရုတ်ရက်ကြီးခက်ထန်သွားရတယ်။သူထံကို UTV လာနေတော့ထွန်းစီတို့ကလာသားတိုက်ကို မြင်လိုက်ရလို့ဖြစ်ပါတယ်။သူသားလေးမောင်နိုင်လင်းကကလသားတယောက်ရဲ့ကိုယ်ကိုခွတ်စီပြီးတော့ပါလာခဲ့တယ်။မောင်ရှင်တော်ဝတ်စုံနဲ့ရွှေကြည်တိုးဆက်လွဲနဲ့ပြေဖောင်းတော်ပါလီပမောင်ဝိုင်းဝိုင်းဆက်ဆက်ဘကွက်လေးနဲ့ချန်ပြေကြည့်လို့စီအောင်။ဒါမောင်ရှင်လုံးရဲ့ပြုံးမျက်နှာကိုတော့သူမကြည့်တော့ခြာကနေလှည့်ပြီးတော့မတ်တဲ့ကထွက်ခွာသွားပါတယ်။သူရင်ထီတိုင်လိုက်ပါလာခဲ့တော့ကလသားတို့ရဲ့ရှူးလိုက်တဲ့ကသူရဲ့နှလုံးသားတွေက မကြည့်နဲ့မှုမိခဲလေးကို ရင်းရင်းနေသေးတာကိုတော့ဘယ်သူမှတတိမပြုလိုက်မိပါသူရောက်ရှိနေအောင်ရောဦးကျောင်းပရဝင်ကတိရိပ်ဝါရီတို့ဖြင့်အိမ်မြလာတယ်တော်တော်သူရဲ့ရင်ကတော့ပူလောင်လွင်းပြီစွာဒေါသမီးကသူ့ရဲ့နှလုံးသားကိုတဖြည်းဖြည်းလောင်ကျွမ်းနေပါတယ်သူရဲ့ရင်ထဲကမိတော်ကြီးကပို့ပြီးတော့ကြည်လာလေးလေးဖြစ်တယ်။သားငယ်ရဲ့ရှင်ပြုတ်လူကိစ္စသာမဟုတ်ပါကဒီလောက်ထိသူ့ရဲ့စိတ်ကိုထိ ंछ ုံနိုင်မှာမဟုတ်ပါဘူး။ ယခုတော့တိခန့်နေရတယ်အဆုံးစွန်ထိ တိခန့်နေရခြင်းလည်းဖြစ်ပါတယ်ဒီကောင်လေးတော်တော်ကိုတရားလွန်နေပြီဖေခန်းနေဦးစင်းကိုသူလျှောက်တယ်ဦးစင်းကတော့မိတိစကားမှမစိုးခမစိတ်တန်နေတော်မူတယ်မနေ့ထိထားရသောဒေါသကြောင့်အတန်တို့ တုံရင်နေတော်ကိုသူ့တတိပြုံမိတယ်ဦးစင်းပါမခွာခရင်နဲ့ကျောင်းဝင်မဟုတ်ကို မျှော့ကြည့်တယ်မိတိရိတ်ရောင်မှ မတွေ့ရပါဘူး တော်တမင်လုတ်တော်ဟောအလှကမပြက်ပြက်အောင်ဖြစ်တော်ဒီကောင်းလေးခံပြင်းစိတ်ဒေါသစိတ်ကမွေးစိတ်ကဲ့သို့ခန္ဓာကိုယ်နှံ့နှိမ့်မြန်စွာ ပြန့်ဝင်စီစဉ်နေပါပြီရှင်လောင်းဝဲချင်းကြည်ပေးပြီးတော့ရွရချင်းကပဲရက်တလိရွာတလိကလာသားကောင်းရဲ့အလိုကြောင့်မပေးနိုင်မရွေးနိုင်လို့ရှင်လောင်းကိုယ်မအဖေကိတော့ခဏမြောက်အလူတကာစိတ်ကတိကအောင်ဖြစ်အောင်လုပ်ကြခြင်းမလဲထုံးစံလို့ဖြစ်နေပါပြီမိတော့ပင်ဆိုစဉ် ွက်ထားသောမောင်ရှင်လောင်းကိုအချိန်မီပြန်ပို့ပေးရသည်မည်ပို့ရသည်မည်ပဲဖြစ်ပါလေအခုတော့အချိန်လေးကတမျိုးဖြစ်နေပြီတခြားရှင်လောင်းအလုံးဥပီကိုစီနဲ့သင်္ကန်းကိုစီယုံပြီးနေပါပြီမြင့်မြတ်သောရှင်သာမဏေဘုရားကိုကုပြောင်းသွားလေပြီကိုတန်တေရဲ့ရှင်လောင်းမောင်နိုင်လင်းလေးကိုတော့လာပြီးတော့မပို့ကြသေးပါတွင်စီတို့ဖွဲ့တို့ကမကျင်နဲ့လို့တမင်ချုံးနေခြင်းလို့သူကထပ်တလဲလဲတွေးမိတယ် တွေ့လေတွေ့လေဒေါသမီးကတော့ဟုံဟုံတောက်လေးဖြစ်တယ်တွေ့ကြလားဟဲ့ပန်းမောင်ပန်းမောင်ဝင်လာတာကိုမြင်းတို့လှမ်းပြီးတော့မေးလိုက်တယ်မတွေ့ခဲ့ဘူးကိုကြီးထွင်းစီလက်ထဲမှာဆိုလို့လဲကျွန်တော်တို့သွားကြည့်ခဲ့ပြီးပြီတရောက်မှမရှိဘူးအဲတရင်ရတာကတော့သူတို့အရှိဘကံကိုကုသွားကြတယ်တဲ့အရက်သွားတောက်ကြတာနဲ့တူတယ်ဖြစ်နိုင်ပါတယ်အလိုရက်တွင်ရွာမအရက်မချက်ရအရက်မယောင်းရအမိတ်ထုတ်တာလေအရက်ကြောင့် ပြဒနာတက်မှာဆိုလို့ကောက်ွယ်ထားခြင်းပဲဖြစ်ပါတယ်။တွင်စီတို့အဖွဲ့ရွာမှာရှာမရလို့စက်တောင်းမြေကိုကူပြီးတော့တပတ်ကန်းကရွာကိုတော့တောက်ချင်းဖြစ်လိမ့်မယ်။ဘူးကြော်သေးတော့ဘောကွာတဟုံးဟုံးတောက်လောင်နေတော့မိကဝူတန်တင်းရဲ့နှလုံးသားကိုသားမကအုံနောက်ကိုပါလောင်ကျွမ်းသွားပါပြီ။သူ့ဘုံငနဲ့ထားတယ်။ပြီးတော့တဟုံးတို့ပြေးထွက်ခဲ့တယ်။ဇနီးတဲ့ရဲ့အော်ဟစ်ဓာမြေတန်ကိုကြားတော့လေလက်ကြည့်ဖို့တော့စိတ်မကူတော့ လာပြည့်ဝင်းကြီးကထိတ်ထိတ်သားလျက်ရှိနေပါပြီထိုချင်းကြတော့မှထွန်းစီတို့ရွာကိုပြန်လာကြတယ်အမှန်တော့ထွန်းစီတိတ်တချာချာစီစဉ်ကြတယ်ရှင်လောင်ကိုဆန်းချရန်သင်္ကန်းစီရန်အချင်းမီပြန်ပို့ရမှာကိုသူသိတယ်သို့တော့နေနေနောက်ကျပြီးတော့မှမောင်ကြီးပြိုးဆောင်မှာပြန်ပို့မယ်လို့သူတို့သဘောတူထားကြပါတယ်ဒါကဦးတန်းတင်ကိုပညာပေးတဲ့အပိုင်းဒါကြောင့်လေရွာမှာအယံမရလို့တပတ်ကန်းကရွာကိုကူးမယ်ဆိုတော့ မောင်ဦးထံကို ရှင်းလောင်းကိုအပ်တယ်သူတို့ခဏနဲ့ပြန်လာမယ်ကြာမမဟုတ်ဘူးလို့ပြောတယ်အေးနော်ငါတို့ကြာသွားရင်တော့မောင်ဦးပြူတာနဲ့ရှင်းလောင်းကိုအကြောင်းကိုပို့ပေးလိုက်အပြန်ကြရင်မင်းတို့ဝယ်ခဲ့မယ်ကြားလားမလုံးလေးပြီးတယ်သိသေးချာချာလေးမှာပါတယ်မောင်ရှင်းလောင်းနဲ့မောင်ဦးတို့တူတဲမှာထားခဲ့ပြီးတဖက်ကန်းကိုကူခဲ့ကြတယ်သူတို့အရင်နှလုံးမကောင်းမိပါပဲမောင်ဦးကကြောက်လာခဲ့တယ်ရှင်လောင်းတော့မင်းတဲမှာအိပ်ပျော်နေပြီ သူကဲ့သို့ပြောပြီးတော့ငှဲ့ထားတဲ့အရက်ခွက်ကိုမော်ပါတယ်။ရှင်လောင်ကိုထားပြီးလိုက်လာတော့ကြောင်းထွန်းစီကဆဲတယ်။ကလေးကငယ်သေးတယ်။နိုးလို့ရှောက်သွားနေရင် မခက်ဘူးလားကွာ။ကလေးတခုဖြစ်ရင် ပြဿနာတက်မှာနော်မင်း။နောက်တလုံးကိုရင် ပြန်မယ်ကွာ။သူကဲ့သို့ပြောပြီးတော့ဆက်တောက်ကြပါတယ်။တတရပလင်မကောင်းခင်မှာပဲပြဿနာကစတယ်။ယောဂန်ရတမားတချို့နဲ့သူတို့ဖွဲ့စကားများတယ်။ရန်ဖြစ်တယ်။ထိုးကြကြကြတဲ့အထိ ကြီးထွားသွားခဲ့တယ်။ပြည်လဲအောင်မနေရှင်ပြီးတော့ယူရတယ်။မနေတောင်းပန်ခဲ့ရတယ်။စေဘဝကတော့ပေးခဲ့ရပါသေးတယ်။ဒီလိုနဲ့လာထွက်လာတော့မှသူတို့ပြန်ခဲ့ကြခြင်းဖြစ်ပါတယ်။ကရုသမားကသူတို့ကိုပုတ်ပြီးတပတ်ကန်းကို ပြန်လဲလွတ်ခဲ့သွားပြီ။လာရောက်တဲ့ဝင်းပါနေသောတေတောင်မြင်ကိုဖြတ်ပြီးရှောက်လာကြပါတယ်။တပတ်ကန်းကိုမကူမီတစ်ခွက်တစ်ဖလားစီထက်ပြီးတော့ကြုတ်ခဲ့ကြတာကြောင့်နှုတ်တွေကရွှင်နေပါတယ်။နောက်မြင်ပေါ်မှာ စုညံနေပါတယ်။တွင်းစီတယောက်ကတော့ထူးထူးခြားခြားတိတ်ဆိတ်လို့ဘယ်သူနဲ့မှလည်းစကားမစုံမီရှင်းလောင်းလေးတို့ကသူ့ပူမိတယ်။ကဲဆွဲထားသလိုသူ့ရဲ့စိတ်တွေလေးလံလွင်လာပါတယ်။သူကမောင်ဦးကို အခရင်မောင်ဦးကအရချိုးမတော့ရမနေနိုင်တော့တဲ့သူသူတို့နဲ့လိုက်နေတာကပဲအရက်တော့ရရစ်တို့ကဖြစ်တယ်။တောင်းမိပြီဆိုရင်တော့တမဖို့တော့ပြီးတရားဖို့လောက်မှုပြီးတော့ရန်တဲ့သူတွေ့ဆိုတဲ့သူဒါကြောင့်မင်း ူကိုခေါ်မသွားခြင်းဖြစ်ပါတယ်။သို့တော့သူကလိုက်လာတယ်။ကလေးကိုတယောက်တည်းပြစ်ထားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ကလာသားကောင်းရဲ့တာဝန်ကသူ့ရဲ့ကောင်းပေါ်မှာပဲရှိတယ်။သူကဟိုကနေလေဘူးကြီးတစ်ချက်ကိုမှုထုတ်ရင်မောင်ဦးကိုစေးတဲ့ကနေကျိတ်ပြီးတော့ဆဲလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ခြေလမ်းတွေကတုန်ကနေရက်သွားခဲ့ပါတယ်။ရှေ့ခန်းလမ်းမှာလူတစ်ယောက်ကမမကြီးရန်နေတယ်။လာရောက်ပတ်ဖြန်းထားတဲ့ဖြင့် ထိုသူရဲ့မျက်နှာကို မြင်နေရပါတယ်ဟမ်ဦးလေးတန်းတင်ရေဟုတ်တယ်ကွာဦးလေးတန်းတင်ရဲ့တန်းကမိုးချင်းတန်လို့ကြေလောင်လွင်လာပါတယ်မင်းတို့ကြောင့်ငါလူပြပြီကွာတော့ဒါကြောင့်သူ့ရဲ့တန်းကတိတ်ဝင်သွားပါတယ်ပြီးတော့ဓာတ်ကင်လက်ကိုဝင်ရင်းနဲ့ရှေ့ကိုတို့တယ်ကျွန်တော်ရှင်းပြမယ်ဦးလေးတန်းတင်ထွန်းစီကနောက်ကိုစုံရင်းပြောတယ် မကြားခြင်းမူမင်းတို့ကိုတတ်အောင်ငါပြင်းနေမှာကွာအတန်နဲ့တူ လူကပါပြေးဝင်နေသူကိန်းထားတော့တရှိကထွန်းစီရဲ့ကောင်းမော်ကိုဝဲကြသွားပါတယ်အတန်နဲ့ကြီးနဲ့အော်ရင်ထွန်းစီလဲကြသွားတယ်အစင်ချင်းမဲ့ဝင်ရလာတော့ဦးတန်တင်းရဲ့ဓာချက်ကြောင့်အလုံးထွက်ပြေးသွားရပါတယ်လာရောက်ခင်းတဲ့တဲတောင်ထက်မှာတော့အတက်ကင်းမဲ့နေတော့ထွန်းစီရဲ့ယူလုံးတော်ကြံခဲ့ပါတယ် ဟိုတန်နေကရေစကန်ကိုသွားပြီးတော့ဖမ်းခံလိုက်တယ်ဆရာဆိုဒီနေ့မနေ့ပိုင်းကဖြူကိုကျွန်တော်ရောက်တယ်ဖြူစနေစင်းအဖွဲ့ပနာယေဘူးကပြဆရာရင်စုံ ဖြူနဲ့တွေ့ပါတယ်ဆရာဆိုတဲ့မြုပ်ငင်းဇလန်းတပုတ်ရထားတယ်သူကတော့မလုံးမပြီးပြီးတော့တကခန်းခိုင်းနေလောကနဲ့စားတော့ဆိုင်မှာစားကြတော့ကြရင်နဲ့သူ့ရဲ့အလူပွဲကလူတတ်မှုဇလန်းကို ပြုတ်ပြခြင်းဖြစ်ပါတယ်ရေရွာတလေမောင်ရှင်လောင်းဝတ်ချင်းမှာ အဆက်ပြုခဲ့တော်လူတက်မှုဇလံမောင်ရှင်လောင်းလေးငယ်ဦးတော်အချိန်မီပြန်ပြီးပို့နိုင်ခဲ့ပါကဒီလိုဖြစ်စိုးမျိုးကြုံရမှာမဟုတ်ပါ တွင်စီနေနဲ့ကလည်းအချိန်မီပြန်ပို့နိုင်ရေးတည်တည်ချာချာစီစဉ်ခဲ့တယ်တော်တော်သူတို့ဖြစ်စီလိုတော့အရာတို့ကဖြစ်မလာခဲ့ပါမထင်မှတ်တော့မမျောလင်းတော့ဖြစ်တို့ကတော့ကန်ဆက်စီရရဲ့အလို့ကြောင့်အစီစဉ်တကြဖြစ်လာခဲ့ဒီမဟုတ်ပါလားပျော်ရွှင်ကြည်နိုးစရာရှင်ပြုတ်လူလေးကနေလူသက်မှုကြီးဖြစ်သွားတာကတော့ ရင်နာစရာပဲကိုရင်စောရရင်နာစရာမဟုတ်ဘူးဆရာဆိုရင်ရင်နှင်းစရာဗျရင်နှင်းစရာတဲတော်မြင်လူတတ်မှုအမှုခင်းဖြစ်ပေါ်ပြီးခြင်းသည်မောင်ရှင်လုံးလေးကပြန်ရောက်မလာသေးဘူးလူအုံနဲ့ဝိုင်းပြီးညာတွင်ချင်းရှာကြတယ်တွေ့တော့မောင်ရှင်လုံးလေးကတည်နေပြီဗျဟမ်ဘာဖြစ်လို့လဲကိုရင်စောရတိလို့စိတ်ကြောင့်ကျွန်တော်ကကမန်ကနံမိလိုက်ပါတယ်မောင်ဥဘောဆရာဆိုရငမှုမောင်ဥဘော ကလာသားကောင်ထွန်းစီရဲ့အမိန့်ကြောင့်သာနေခဲ့ရတယ်။တေးနဲ့လေကပြုတ်နေပြီ။အရက်ကအရန်ကိုတောက်ချင်နေပြီ။အိစီနေနေထည့်ကျွေးထားလို့အိနေတဲ့ရှင်လောင်းလေးကိုပွေချီလိုက်တယ်။နိုးလာရင်ထွက်ပြီးမှပြေးနိုင်အောင်လို့တန်စီပိုင်းတွေကိုထည့်တယ်။အပေါ်ကနေသမင်းသားသပွဲမှောက်ပြီးတော့စပားကြိတ်တဲ့ကြိတ်စုံနဲ့ဖြီးထားလိုက်တယ်။ပြီးတာနဲ့အရှိဘကံကို လိုက်သွားတယ်လေ။ဒါဆိုမောင်ရှင်လောင်းလေးကတန်စီပိုင်းထဲမှာ လက်ရှုပ်ချက်ပြီးသိဆုံးရတာပေါ့ကိုရင်ဆိုအဲ့လိုလားဟုတ်တယ်ဆရာဆိုရေတော်တော်ကိုစင်ကျင်ကင်းမဲ့တဲ့လူပဲဗျာဇာတိသူကျွန်တော်ရဲ့မှတ်ချက်ကြောင့်ကိုရင်ဆိုကကျွန်တော်ကိုကြည့်လိုက်တယ်ရှင်လောင်းကလေးငယ်ရဲ့စုံနေစရာဇလန်လေးကြောင့်လားယမကာရှင်ကြောင့်လားတော့မဝေခွက်တဲ့ဟုတ်တယ်ဆရာဆိုဒါပေမဲ့သူတို့ကအစင်ကျင်ကင်းမဲ့ကြတာလားအခြေအနေတွေကပဲ ဒီလိုမဖြစ်ဖြစ်အောင်ဖန်တီးလိုက်တာလားဆိုတော့ကျွန်တော်စဉ်းစားလို့မရဘူးလောကနဲ့စားသောက်ဆိုင်ကကျွန်တော်တို့ထွက်လာတော့ဖြူမြူဟာဝရဝလမ်းမမြရဲ့အောက်မှာစူညံစွာစီကားနေစေအိမ်မြန်ကျွန်တော်ရဲ့နှလုံးသားထဲမှာလည်းဒဇုံတစ်ခုသောဝေဒနာကတိတ်ဆိတ်စွန့်နေစွာနဲ့လိုက်ပါလာခဲ့ပါတယ်စိုက်သူဟုတ်ကဲ့စိုက်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝင်စားပွဲတတိတံဝေကရောက်ပွဲအား တဲ့တဲ့ရင်ပေါ်လူမဖြစ်ရဲ့မဇလန်ကောင်းလေးကိုမင်းသား channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပိနာဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေလေးကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ် စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မင်းသားရဲ့ channel လေးကနေထူးခြားဆန်းခြင်းလိုအပ်ဆန်းခြင်းဒေဒရင်ဖို့ပရလောကကံမီယယမတန်မှုခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုအနည်းငယ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ